စစ်ကူလာတဲ့စစ်ကြောင်းတစ်ခုလုံးပြုတ်အောင်တိုက်ခိုက်ခံလိုက်ရတာကြောင့်ထိုင်းမြန်မာနယ်စပ်အနီးကိုစစ်ကောင်စီကဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကမနေ့ကမေလ28ရက်နေ့နေ့လယ်တနအိဝင်းကျင်လောက်က DKBA ဌာနချုပ်ရှိရာမြောက်ရီမြို့နယ်စုံစည်းမြိုင်ကြေးရွာကိုဘုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါတယ်လာကျဲသွားပြီးလေရင်နဲ့စုံစည်းမြိုင်ရွာတဲကိုအထိခိုက်တော့မသိရသေးဘူးလို့စစ်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါတယ် စစ်ကောင်စီဟာတေဘောဘူစခန်းမကြစေဖို့အတွက်ဝေါ်လီကနေစစ်အင်အား80ကျော်ကိုဆေးလွတ်ခဲ့ရာ DKPA ဌာနချုပ်အနီးရှိစုံစည်းမြိုင်ကြေးရွာမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အတွက်တက်ပြတ်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီဟာအဲ့ဒီခြေအနေကိုထိန်းချုပ်ဖို့အတွက်ရက်130တိုက်လီရင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးရောက်ရှိလာတဲ့စစ်ကောင်စီရဲ့ရက်130တိုက်လီရင်ကိုကြားဖြတ်တိုက်ခိုက်ဖို့ ထိုင်းလေတက်က F16 တိုက်လေယာဉ်နှစ်စင်းကိုအရေးပေါ်ပြန်တန်းခိုင်းထားတယ်လို့ထိုင်းတော်ဝင်လေတက်ကသတင်းထုတ်ပြန်ပါတယ်။ထိုင်းတော်ဝင်လေတက် RTAF ဟာတိုက်လေယာဉ်နှစ်စင်းကိုချက်ချင်းစေလွတ်ပြီးတက်ခရိုင်ဖုတ်ဖရမြို့နယ်အနီးမှာ Jet 130လေယာဉ်ကိုကြားဖြတ်ဟန်တားခဲ့ပြီးကြီးတက်ကနေလည်းနေဆက်တရှောက်စီးရေးပြနေတယ်လို့နေဆက်အနီးနေထိုင်သူတွေစီကသိရပါတယ်ရှင်။